ဝေးချဖို့အတွက်တန်ကောင်းနေစားသုံးကြတဲ့ဗစ်တိုရီယာခေတ်ကအမျိုးသမီးများမင်္ဂလာပါရှင်နော်လင့်တူညီမကနေကြိုဆိုလိုက်ပါတယ်အမျိုးသမီးတွေတိုင်းဟာအလှပကိုအလေးထားရကြပါတယ်ဘလို့ခေတ်ပဲရောက်ရောက်အလှပအတွက်ကြိုးပမ်းမှုတွေရှိရကြတာပါအခုခေတ်မှာဆိုရင်တော့အလှပအတွက်အလှကုန်ပစ္စည်းတွေတုံးဆွဲတာအစားလို့ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးတာတွေခွဲစိတ်ပြုပြင်တာတွေထိပါလှုံ့ဆော်လာကြပါတယ် ဒီလိုမျိုးခင်မိတိုးတက်တဲ့အချိန်မရောက်ခင်တော့ဆိုရင်တော့တခြားသောနီးလန်းတွေနဲ့လှပဖို့အမျိုးမျိုးစူးစမ်းကြသလိုအလှပစံနှုန်းတွေကိုလည်းအမျိုးမျိုးသတ်မှတ်ထားခဲ့ကြပါတယ်။ဒါ위ကဗစ်တိုးရီးယားခေတ်ကအလှပစံနှုန်းနဲ့အလှပပြုပြင်ထိန်းသိမ်းရေးကတော့ခက်ဆန်းဆန်းနေဖြစ်ခဲ့တာပါ။ဗစ်တိုးရီးယားခေတ်1839အနည်း1900တခုနှစ်ကအမျိုးသမီးတွေရဲ့အလှပစံနှုန်းက ခါလာမှာခါသေးသွယ်မှ ဖြစ်တာကြောင့်အဲဒီခက်ကအမျိုးသမီးလေးတွေကခါသေးသွယ်ဖို့တန်ကောင်းနေအောင်စားပြီးတော့ဝိတ်ချခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့ခေတ်လိုခါအစီချဖို့ကျင်းစောတာတွေခွဲစိတ်ကူးတာတွေမလုပ်ဆောင်နိုင်သလိုအဲဒီခက်ခါကအမျိုးသမီးတွေက အစားရှော့ခွင့်လည်းမရှိကြပါဘူး။ထမင်းဝိုင်းကနေမဝမလင်စားသွားပြီးအစောဆုံးထထသွားတဲ့အမျိုးသမီးကမိမကောင်းမဟုတ်ဘူးဆိုပြီးတော့ဗစ်တိုးရီးယားခေတ်ကတတ်မှတ်ခဲ့ကြတာပါ။ ဒါကြောင့်မလို့ဗီတိုရီယာခီရဲ့မိမပြိုတွေကအစားလဲလျှော့ခွင့်မရှိခဲ့သလိုတစ်ဖက်မှာလည်းအဲ့ဒီအချိန်ခါကဝစ်ဆင်ရတဲ့အဝတ်အစားတွေကြောင့်ခါလှဖို့ကလည်းလိုအပ်နေခဲ့ပါတယ်။ဗီတိုရီယာခီကအမျိုးသမီးအဝတ်အစားတွေကခါတိမ်မှလှပါတာကြောင့်မိမပြိုလေးတွေကခါရီကိုစက်စီးချိန်အောင်ပြီးတော့မှကိုကိုကိုဒုက္ခရောက်ခံပြီးနေထိုင်ခဲ့ရပါတယ်။ဒါကြောင့်နောက်ပိုင်းခါလာစေဖို့အတွက်ထစ်ပွန်းထိုင်းရဆိုတဲ့ကပားကောင်တန်ကောင်တွေကိုစားတောက်ပြီးတော့ဝိတ်ချတဲ့နီလန်းကိုအသုံးပြုခဲ့ကြတာပါ ။ထိပ်ဝံတိုင်းရဆိုတာကတော့ကပားကောင်ရဲ့ဥတွေပါတဲ့ဆေးကိုတောက်သုံးကြတာဖြစ်ပြီးတော့ဥကနေအကောင်ပေါက်ဖို့လှုပ်ဆောင်ကြတာဖြစ်ပါတယ်။ကပားကောင်တနည်းအားဖြင့်တန်ငောက်ထိပ်ဝံတကောင်ကခန္ဓာကိုယ်ရဲ့ရောက်နေမယ်ဆိုရင် စားသမျှအစာအာဟာရတွေကိုစုပ်ယူပြီးတော့လူအပိန်ကျသွားစေမယ်လို့ဗီတိုရီယာခေတ်ကအမျိုးသမီးတွေကယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ကပားကောင်ဆေးတွေတောက်ပြီးဥကနေအကောင်ပေါက်ကဝမ်းမိုက်ထဲမှာမွေးမြူခဲ့ကြတာပါ။ဒီလိုလုပ်ခြင်းဖြင့် ဝမ်းမိုက်တရားအစာတွေကိုစုပ်ယူသွားကြတာမှန်ပေမဲ့သူတို့ရဲ့ဝိချနီလန်ကအင်မတန်အန္တရာယ်များတဲ့နီလန်ကြီးဖြစ်နေကြတာပါကပားကောင်းနေဆိုတာအစာအစာတွေတွေမဟုတ်ပဲလူတွေရဲ့အာဟာရဓာတ်တွေကိုပါစုပ်ယူသွားတတ်တာကြောင့်ရှေးရှေးမှာဆိုရင်လက်ခံတဲ့ခန္ဓာကိုယ်ကအာဟာရဓာတ်တွေရုပ်ရော့ပြီးတော့ရောဂါတွေဖြစ်ပွားနိုင်မှာဖြစ်ပါတယ်အသင်းအဆုပ်တွေထိခိုက်တာအစားလို့အပိန်လုံးနဲ့ယောဂါဖြစ်ပြီးအသက်ဆုံးရှုံးမှုတွေပါဖြစ်လာနိုင်တာပါ။ ဒါပြင်ကပားကောင်းတွေဆိုတာလက်ခံတဲ့ခနာကိုယ်ရဲမှာနှစ်ပေါင်းများစွာအသက်ရှင်နေထိုင်နိုင်တာကြောင့်လူရည်ရဲ့ကျန်းမာရေးကိုမသိမချင်းဒုက္ခပေးနိုင်တဲ့အနေရဲ့အများဆုံးအကောင်တွေပဲဖြစ်ပါတယ်ဒီလိုမျိုးအနေအများတဲ့နီလန်ကြီးတစ်ခုဆိုပေမဲ့ဗီတိုရီယာခက်ကအမျိုးသမီးတွေကတော့ခါလှစေဖို့ထိပ်ပွန်ထိုင်ရဲ့နီလန်ကိုအကြကြီးအသုံးပြုခဲ့ကြပါတယ်။ဒီကဘာကောင်တန်းကောင်တွေကခနာကိုယ်ထဲမှာသိဆုံးမှုမလွယ်ကူတာကြောင့်ပြန်ထုတ်ယူတာတွေလည်းအသုံးပြုခဲ့ကြသေးတာပါ။ ခနာကိုရင်ရအတန်ကောင်ကပောင်းကောင်ကိုထုတ်ယူဖို့အစာဖန်ပြုံတစ်ခုကိုကျိုးတစ်ခုနဲ့ချီပြီးပါဇက်တရားလေးတဆင့်ငားများသလိုပြန်ထုတ်ယူရတာဖြစ်လို့ပြန်ထုတ်တဲ့အခါမှာလည်းအင်မတန်အနည်းများတဲ့နီလန်ချိဖြစ်နေခဲ့ပါတယ်။ဒါကြောင့်နောက်ပိုင်းကျမ်းမာရေးဗဟုသုတတွေရှိလာပြီးဖွံ့ဖြိုးတိုးတက်လာတဲ့ချိန်မှာတော့တီတိုင်းရဲ့နေကိုမသိညော်တဲ့နေဖြင့်တားမြစ်ပိတ်ပင်ခဲ့ကြပါတယ်။ ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောဗစ်တိုးရီးယားခေတ်ကထိပ်ပွန်ထားရတဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်မိကြလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါဦးနော်